မြမနိုင်ငံရေးအတွေးခေါ်အပိုင်း၈မြမမင်းနဲ့မြမပြည်သူတွေရဲ့ဆက်ဆံရေးဓလေဟာကိုလိုနီခေတ်ထိ ရှင်တန်နေလို့အင်္ဂလိပ်ကိုတခင်လို့ခေါ်ပြီးဖျားထုသူတွေအများပြားရှိပေမဲ့ခေတ်ပညာတဲ့လူငယ်တွေကမျိုးသားရေးအတွက်လှုပ်ရှားကြပုံကိုအမောက်ခဒေါက်တာမမောင်ကြီးရဲ့မြမနိုင်ငံရေးအတွေးခေါ်အပိုင်း၈မှာဒီကနေ့တင်ပြပါမယ်။အင်္ဂလိပ်ကိုလိုနီဆိုရဟာမြတ်တဲ့အုတ်ချွေစနစ်ကိုတိဆောက်ဖို့စူးစမ်းပေမဲ့ ရည်သူလူတို့ရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ထောက်ခံမှုကိုမရတဲ့အတွက်မိတ်အာနာကိုတုံ့ရပါတယ်။နိုင်ငံသားသားအုပ်ချုပ်ပေမဲ့အမာမင်းလက်ထက်ကဆက်ဆံရေးပုံစံကိုဆက်သုံးကြပါတယ်။အုပ်ချုပ်သူအင်္ဂလိပ်ကိုတခင်လို့ခေါ်ပြီးမှန်မာဖျားလို့ပြန်ထူရပါတယ်။အရက်သားရဲ့အမြင်ရှိမှငါအခရာမထဲ့တော့ပေမဲ့တရားခံကိုငတုံးငယုံငမဲစသဖြင့်ခေါ်တော့မှာပဲ။အင်္ဂလိပ်အရာရှိကကလထိုင်းပေါ်မှာထိုင်ပြီး အမာယာရှိနဲ့ရက်သားတွေက ကျမ်းပေါ်မှာကြုံကြုံကြီးထိုင်ကြရပါတယ်။မြင်းကလေးယာရှိရဲ့ရုံငန်းကိုဝင်တဲ့ရက်သားဟာအခန်းဝမှာဖက်နှက်ချော့လက်အုပ်ချီပြီးခါကုံသွားရပါတယ်။အင်္ဂလိပ်ပြောတာကိုနားထောင်ပြီးဖျားထုရပါတယ်။ဒီလိုလက်အုပ်ချီရှိခိုးပြီးအယုသေးပေးတာကိုအင်္ဂလိပ်ကလည်းသဘောကျပါတယ်။မမာရီကလည်းမြင့်မှုတန်းနဲ့ဆက်ဆံရမှာရှိခိုးပြီးဆက်ဆံတဲ့နီးလန့်ကလွဲလို့တခြားနီးလန့်ကို နားမလည်တဲ့အတွက်အင်္ဂလိပ်ယာရှိကို လက်အုပ်ကြီးရှခိုးဆက်ဆန္ဒဖြစ်ပုံရပါတယ်။ကျဲကျွန်လုံးမပြုတ်မှုပဲတမ်မန်လူသားတယောက်လိုလူကုန်တဲ့ခါနဲ့ညီနေတိုင်းဖို့တွန်တင်ဆုံးမတာမျိုးအင်္ဂလိပ်ကမလုပ်ပါဘူး။လူလူချင်းရှခိုးပြီးအယုတ်တိပေးတဲ့ဗမာရိုးရာတလေးကိုအင်္ဂလိပ်ကဆက်လက်ပြီးအားပေးနေပုံရပါတယ်။ထက်မြမပြည်ကိုတင်ပိုက်တဲ့အင်္ဂလိပ်စစ်ဘိုးတွေကိုဗမာတွေကဘိုးလို့ခေါ်ပါတယ်။နောက်တော့အင်္ဂလိပ်မှန်သမျှကိုဘိုးလို့ခေါ်ပါတယ်။လက်လက်ရေးရတာတော့ နောက်တိုင်းဆန်သူကိုဘိုးဆန်တယ်လို့မမာရီတုံနှုံတုံးပါပဲမာနာရှိသူကိုနာခံကြောက်ရွံ့တဲ့ဗမာတလိကိုအင်္ဂလိပ်ကဆက်လက်ထိမ့်သိမ်းထားတဲ့အတွက်ပြည်သူလူထုရဲ့စိတ်ရောကိုယ်ပါပူပေါင်းဆောင်ရွက်မှုနဲ့ချစ်ကြည်ရင်းနှီးမှုကိုမရရှိတော့ပါဘူးအင်္ဂလိပ်အုပ်ချုပ်ရေးစနစ်ရဲ့တရားမျှတမှုသဘောတရားကို နားလည်သဘောပေါက်ဖို့ခဲယဉ်သွားပါတယ်အင်္ဂလိပ်အုပ်ချုပ်ရေးစနစ်ရဲ့ကောင်းမွန်တဲ့အချက်ကိုမမာရီကမှတ်မိတော့ပဲ သခင်နဲ့ကြုံဆက်ဆံမှုရှိခိုးနေရတာတွေကိုသာစိတ်ထဲမှာစွဲနေတော့ပါတယ်။အဲ့ဒီခေတ်အချိန်တွေကိုပြန်သုံးသပ်မယ်ဆိုရင်အင်္ဂလိပ်တွေရဲ့လုပ်ပုံကိုင်မုံဟာတိတ်မဆိုးဘူးလို့ပြောနိုင်ပါတယ်။စိတ်စိတ်တွေးရင်အင်္ဂလိပ်လုပ်တာဟာကောင်းတယ်လို့တောင်ပြောနိုင်ပါတယ်။ဗမာမင်းရဲ့အကျွမ်းမဲ့အာနာရှင်စနစ်လွယ်တကူဖျက်ဆီးသွားတာဟာအင်္ဂလိပ်ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လို့ပါပဲ။ဒီလိုသာနိုင်ငံသားကဝင်မတိုက်ဘူးဆိုရင် အကျွင့်မဲ့အာဏာရှင်စနစ်ဖျက်ဆီးဖို့အတွက်တော်လန်ရေးတရက်ဆင်နွှဲရပါလိမ့်မယ်။ဒါပေမဲ့အင်္ဂလိပ်ကတိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှတောင်မြမဘရင်တွေရဲ့အာဏာရှင်စနစ်ဆိုးရဲ့အကျိုးဆက်ကတော့ကြံရှိနေပါသေးတယ်။ပြည်သူလူထုအဖို့ကတော့အစိုးရဆိုးတာဟာ သူတို့နဲ့နှီးဆက်တဲ့မြို့အုံနဲ့တကြီးလောက်ပါပဲ။ဘူးတုဒ္ဒရှိသူခါသာအာဏာပိုင်ဟာရန်ကုန်ခြေဆိုင်အရာရှိလောက်ဖြစ်မှန်းသိကြပါဗျ။ဘီလက်ကဘင်းဟာ အမြင့်ဆုံးအာဏာပိုင်ဖြစ်မှန်းခက်ရေးရေးသဘောပေါက်ပြီးမှဘလို့အုတ်ချုပ်တယ်ဆိုတာကိုတော့မသိကြပါဘူးအခြေခံဥပဒေနဲ့အုတ်ချုပ်တယ်ဆိုတာကိုဗမာရီနားမလည်ကြပါဘူးပါလီမန်စနစ်နဲ့အုတ်ချုပ်တဲ့အစိုးရတရားလွတ်လပ်တဲ့တရားစီရင်ရေးဌာနတရားဥပဒေစိုးမိုးရေးဇိုးတာတွေကိုဗမာရီတကားမှကြားပူတာမဟုတ်ပါဘူးအင်္ဂလိပ်ပိုင်းအောက်မြန်မာပြည်ကအုတ်ချုပ်ရေးစနစ်ကိုအတုခိုးပြီးမင်းတို့မင်းကအနေချင်းပြုတ်ပြင်းရေး လောက်တာလောက်ပဲရှိပါတယ်။ဘလိုနီခေတ်မှာဗမာပြည်ပညာတက်လာလို့မျိုးသားရေးစိတ်တက်နဲ့လွတ်လပ်လို့စိတ်ရှိလာတာကိုခေါင်းမဖော်နိုင်အောင်ဖိနေတာမျိုးအင်္ဂလိပ်ကမလုပ်ပါဘူး။နိုးကြလာတဲ့မျိုးသားစိတ်တက်ကို လိုတလိုပုံသွင်းပြီးဗြိတိရှားအင်ပါယာမှာအံဝင်ခွင့်ကြဖြစ်အောင်လုပ်ဖို့သာအင်္ဂလိပ်ကစိတ်ဝင်စားပါတယ်။ဗမာမျိုးသားဝါဒဟာဗြိတိရှားအင်ပါယာကြီးရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့သာ ရှင်တန်ကြီးထွားလာတာကိုသာအင်္ဂလိပ်ကိုလိုနီအစိုးရကမြင်လိုပါတယ်။ဒါကြောင့်ဗြိတိရှ Empire ဆိုတဲ့ယူဆကိုကျောင်းနဲ့ကောလိပ်တွေမှာသင်ကြားဖို့နီလန်းရှာတဲ့ Empire သဘောတရားကော်မတီကို1918ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ဗြိတိရှ Empire အတွင်းမှာနေထိုင်ကြသူတွေဟာလူမျိုးဘာသာအယူဝါဒအမျိုးမျိုးကွဲပြားကြပေမဲ့ တရားမျှတမှုသဘောတရားကိုကျင့်သုံးရမှာတူညီကြတဲ့အတွက်အချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့မျိုးသားတိုးတက်ဖွံ့ဖြိုးရေးလမ်းစဉ်ကိုကျင့်သုံးတာအကောင်းဆုံးလို့ Empire သဘောတရားကဆိုပါတယ်။အင်္ဂလိပ်ဘရင်အီဂရစ်ဟာ Empire ကိုကိုးစားပြုပြီးအင်္ဂလိပ်အလန်တော် Union Jack ဟာ Empire ရဲ့တင်ကြတာဖြစ်ပါတယ်။ Empire အဖွဲ့ဝင်ဖြစ်မမចောင်းသားတွေမြင်လာအောင်တင်ကြားပို့ချရမှာဘရင်အီဂရစ်ရဲ့ရုပ်ပုံကားချက်ကို ကျောင်းမှာချိတ်ဆွဲပြီးကျောင်းရှိမှာယူနီယံဂျက်အလန်တော်ကို site သူကဘရင်မင်းမြတ်ကိုဖျားသခင်စောင့်ရှောက်ပါစေ golf safe တကင်းဆိုတဲ့အင်္ဂလိပ်မျိုးသားတချင်းကိုကျောင်းတွေမှာတီဆိုကြဖို့ empire comedy ကထောက်ခံတင်ပြပါတယ် empire ကိုတစ္ဆာရှိကြဖို့ခြေယုံနဲ့လုပ်ရပါပဲ empire သဘောတရားအောင်မြင်အောင်မြမစာပေနဲ့မြမတမိုင်းကိုတင်ကြဖို့ကိုလေ comedy ကထောက်ခံတင်ပြပါတယ် မျိုးသားရေးရည်မှန်းချက်ကို Empire Committee ကဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုတာမသိရပေမဲ့ဗမာတွေကတော့မျိုးသားရေးရည်မှန်းချက်ဟာကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်တယ်လို့အစောပိုင်းကကြေညာပြီးနောက်ပိုင်းမှာလုံးဝလွတ်လပ်ရေးကိုဦးတည်ကြပါတယ်။ဗမာတွေကအေးအေးဆေးဆေးတင့်တယ်ရောင်ရဲကြတယ်လို့1920မတိုင်ခင်မှာအင်္ဂလိပ်ကယူဆခဲ့တာကြောင့်မျိုးဘာသာသာသနာကိုဂုံယူဝင်ကြားတတ်တဲ့ဗမာတွေမှာမျိုးသားစိတ်တငွင်ငွေ လောင်ကျွမ်းနေတာကိုတတိမထားမိခဲ့တာဖြစ်ပုံရပါတယ်။အကယ်၍တတိထားမိရင်တော့မျိုးသားဝါဒကိုလည်ရော့ဖို့မလိုသေးဘူးလို့ယူဆတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်မျိုးသားရေးဝါဒဟာတဖြည်းဖြည်းရှင်သန်ကြီးထွားခွင့်ရလာတာပါ။1920တောင်သားတပိတ်နောက်ပိုင်းမှာမျိုးသားရေးလှုပ်ရှားမှုကျယ်ပြန့်လာပြီးခေတ်မီညီလန်းတွေနဲ့စီယုံလှုံ့ဆော်လာကြပါတယ်။ဒါကိုအင်္ဂလိပ်ကဘေးမဆိုင်ပဲ ူ့အစီအစဉ်အတိုင်းသာဆက်လုပ်နေပါတယ်။တက်ကြွလာတဲ့မျိုးသားရေးလှုပ်ရှားမှုကိုနှစ်ဦးနှစ်ဖက်အကျိုးရှိအောင်အသုံးပြုနိုင်တာဟာအင်္ဂလိပ်ကိုလိုနီအစိုးရရဲ့အမားပဲလို့ဆရာမမောင်ကြီးကယူဆပါတယ်။မြမမျိုးသားရေးစိတ်ဓာတ်ကိုမမှန်ကန်ကန်မခန့်မှန်းနိုင်တဲ့အတွက်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလို့ဂျပန်စစ်တပ်ဝင်လာတဲ့အထိဗမာလူငယ်တွေကိုစီယုံသိမ်းသွင်းရင်ရနိုင်သေးတယ်လို့အင်္ဂလိပ်ကိုလိုနီအစိုးရကယူဆခဲ့တာ ဖြစ်ပုံရပါတယ်ခင်ဗျာ။